စီကဲမလိုက်နာတဲ့ YBS ရင်တွေကိုအေးအေးယူဖို့အတွက် WIRTA ကကြီးကြပ်ရေးအဖွဲ့အဖွဲ့ကမေလ၈ရက်နေ့နောက်ပိုင်းမှာလိုင်းလံစစ်ဆေးပြီးအေးအေးယူမှုတွေဆောင်ရွက်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးအများပြည်သူတည်ယူပို့ဆောင်ရေးကြီးကြပ်ကိုကဲမှုအာဏာပိုင်အဖွဲ့ WIRTA ရဲ့တွဲဖက်အတွင်းရေးမှူးဦးတန်းဝင်းကပြောပါရယ်အဲ့ဒီကြီးကြပ်ရေးအဖွဲ့မှာ WIRTA ကဝန်ထမ်း60ခန့်ပါဝင်မယ်လို့သိရပြီးတူညီဝင်းစုံနေဝင်းစင်က YBS ရင်တွေရဲ့စီကံဖောက်ဖျက်မှုတွေကိုထိမ့်သိမ်းအေးအေးယူသွားမယ်လို့သိရပါရယ်စင်တူဝင်းစင်မဲ့တူညီဝင်းစုံနေ ကိုတော့ချုပ်လုပ်ထားပြီးဖြစ်ခါမေလ၈ရက်နေ့မှာရရှိမှာဖြစ်ပြီးဝင်းစုံရရှိတာနဲ့ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာလိုက်လံစစ်ဆေးသွားမယ်လို့ဦးတန်းဝင်းကအခုလိုပြောပါရယ်၈ရက်နေ့ကိုကျတော့ဟိုဟာဝင်းစုံရမယ်ဟုတ်เนาะအဲ့တော့ဟိုဟာကျတော့ရင်းနေရင်းနဲ့လိုက်ပြီးတော့ကြက်မှတ်နေတဲ့ကိစ္စသိပြီးတော့ဒီတမှုမရှိရနဲ့အဲ့ဒါနဲ့ကျတော့ဝန်ထမ်းတွေကိုဝင်းစုံချုပ်ပြီးတော့အဲ့ဒီဝင်းစုံနဲ့လိုက်ပြီးတော့စစ်ဆေးဆင်းတယ် ခရီးစဉ်အလိုက်ကောက်ခံရမယ့်ရင်းစည်းကနှုံထားကတ်မထားတာတွေနဲ့ဝါယာတရေကညွှန်ကြားထားတဲ့စည်းကမ်းချက်တွေကိုမလိုက်နာတဲ့ YBS ရင်းတွေကိုအဆိုပါကြီးကြပ်ရေးအဖွဲ့ကစစ်ဆေးပြီးမော်တော်ယာဉ်ဥပဒေအတိုင်းအရေးယူထိန်းချုပ်သွားမယ်လို့သိရပါဗျ။ဧပြီလ9ရက်နေ့ကလေးက YBS ရင်းအစည်းရေ4000ခန်းကိုခရီးစဉ်အလိုက်ကောက်ခံမဲ့ရင်းစည်းကနှုံထားစတေကာတွေကပ်ဖို့ဝါယာတရေကညွှန်ကြားခဲ့ပြီးဖြစ်ပေမဲ့လက်ရှိမှာတော့ရင်းလိုက်တွေဟာသတ်မှတ်ထားတဲ့ရင်းစည်းကနှုံထားတွေကိုပြောင်းလဲကောက်ခံခြင်းမရှိဘဲပုံသေးချက်နေရာကို တာကောက်ခံနေရလို့သိရပါဗျ။